မင်္ဂလာပါခင်ဗျာ KKTG Electronic Channel ညီကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာကျွန်တော်တို့ဒီ PWM Solar Controller တွေမှာဆိုရင်တော်တော်လေးကိုအသုံးဝင်နေပါတော့လူကြိုက်လဲများတယ်နောက် quality လဲဒါတကယ်ကောင်းတယ်အစောအတစိတ် PWM Controller setting chain လေးကိုကျွန်တော်တို့အတူတူပါကြည့်ကြည့်ကြမယ်ပေါ့နော်အအော်ကျွန်တော်ပြောရရင်တော့ဗျာဒီတခြားဥပမာကျွန်တော်တို့က acid battery မဟုတ်ဘဲနဲ့ဒီ lithium တွေနောက် lipo 4တွေ ိုပါဒီ solar နဲ့ twin ချင်တယ်ဟဲ့ဆိုရင်ပေါ့နော်ဒီ PWM တွေကစဉ်းစားတယ်ဆိုရင်တော့တခြားဟာတွေထက်ဒီ solar သာဝယ်လိုက်ဗျာဒီ solar တစ်စိတ်သာဝယ်လိုက်အဲဆိုတော့ဒါပြီးတော့တော့ရှင်းရှင်းလင်းလင်းပဲသူကဘာမှဟိုလိုရှုပ်ရှုပ်ရှင်းရှင်းမရှိဘူးပေါ့နော်ဟောဥမာပြကျွန်တော် solar နဲ့ display က setting ဘယ်မှာထားရမလဲဘယ်မှာထားရမလဲဘာညာပေါ့နော်အဲ့လိုမျိုးတွေးဝေနေကြမလို့ဒီ solar ကကြတော့သူ့အပေါ်မှာဟိုကတော့ဒါတခါတည်းတွေ့ရေးထားပြီးသားအဲ့ဒီပေါ်မှာဆိုရင်ဒီမှာ battery selection ဆိုပြီးတော့သူကဒီမှာ V01 ဆိုရင်လေးအစ်စ်သူရဲ့ charging board တွေကသူက14.3 volt နဲ့သူ charging လုပ်မယ်။ Now ဒီ02ကကြတော့ lithium ion lithium ion ဆိုတာကသူကဒီ 3s ပေါ့နော် 3s lithium ion 12.7 volt နဲ့သူ charging လုပ်မယ်။ Now ဒီ03မှာကြတော့ lipo 4 14.6 volt နဲ့သူ charging လုပ်မယ်။အဲအဲ့မှာသူတခါတည်းအမသူရဲ့ charging board တွေနဲ့သူတပါ setting တကြဒီမှာအပေါ်မှာပါတခါတည်းရေးထားပြီးသား။ဒါဆိုတော့အာကျွန်တော်ရဲ့ PWM controller က setting ဘယ်လိုချိန်ရမလဲ B B01 ထားရင် asset လာဘာလာဘာလာညာလာဘာမှဘယ်လိုခေါ်လဲ။ အတွေ့အဝင်နေကြမလို့တော့ဘောနော်အဲဟုတ်ပြီတွဲကြတော့10 ampere ရှိမယ်20 ampere 30 ampere ဆိုပြီးတော့လာတယ်အဲဒီအလုံးလေးကတော့ဒါ30 ampere ပါเนาะဟုတ်ပြီသူကကြတော့ကျွန်တော်တို့က24ဘုစနစ်မှာလဲတုံးလို့ရတယ်လို့17ဘုစနစ်မှာလဲတုံးလို့ရတယ်အဲ24ဘုစနစ်ကိုကြတော့သူကတက်လိုက်ရင်သူကအော်တိုပချိန်လေးသွားမှာပေါ့เนาะသူ့ရဲ့ controller ကအာ30 ampere ဒီအလုံးကကြတော့သူက solar ပေါ်300ဒီကျွန်တော်တို့အသုံးပြုလို့ ရမယ်ဆိုပြီးတော့မှတော့ recommend သူ့ရဲ့စေယုံကနေပြီးတော့မှ recommend ပေးထားတာဖြစ်တယ်24ဘို့စနစ်ဒီမှာတော့သူ့ရဲ့ VO သူ့သူ့အထဲဝင်တဲ့အဝင်ပေါ့နော် solar ဝင်ဘိုးကသူက36ဘို့အနည်းဆုံးရှိရမယ်ဆိုပြီးတော့မှအဲသူ့ရဲ့ catalog မှာသူကပြထားတာရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ကကိုယ်ပါဗျာကျွန်တော်တို့ကဒီအာတရာဝက် solar နဲ့တွဲတယ်ဟုတ်ပြီအဲတရာဝက် solar နဲ့တွဲတယ်ကျွန်တော်တို့က24ဘို့စနစ်ဖြစ်ချင်တယ် တော့တရားဝက်ဆိုလာတွေကကျတော့သူက36ပို့မရှိဘူးပြောတော့သူရဲ့ VOCO ကသူက18 18ပို့အဲ့လောက်ပဲရှိတဲ့အတွက်ကျွန်တော်တို့36ပို့ဖြစ်ရှင်တယ်ဆိုရင်အဲဝက်တရားနှစ်ချက်တောင်းပွင့်လဲဝက်50နှစ်ချက်ကိုကျွန်တော်တို့ကစီရီတွေ့စီရီတွေ့အဲ့လိုမှပဲအစီအပြေပဲပေါ့ဗျာအဲအဲ့လိုပေါ့ဟုတ်ပြီအဲသူကကျတော့ဒီအပေါ်မှာတခါတည်းဒီမှာသူရေးထားပြီးတာဘက်ထရီနဲ့အရင်ချိတ်ဆက်ပေးပါပြီးမှဆိုလာကိုတတ်ပါလို့ပြောထားတယ်ပေါ့နော် အပီတာဘမဟုတ်ရင်သူကဘာဖြစ်တယ်လဲဆို system error ကြီးဖြစ်တယ်လေဆိုပြီးတော့သူစာတခါလေ notice ဆိုပြီးတော့ရေးပေးထားတယ်။အဲ့တော့ကျွန်တော်က battery နဲ့အရင်ချိန်မယ်။ battery ချိန်ပြီးတာနဲ့ကျွန်တော်တို့ setting တွေချိန်မယ်။နော်ကိုယ်အသုံးပြုမဲ့ battery ရ light setting တွေချိန်ချိန်ပြီးပြီဆိုမှကျွန်တော်နောက်ဆုံးမှပါ solar အဝင်ကိုကျွန်တော်တက်မယ်ပါနော်။ဟုတ်ပြီ။အဲ့တော့ကျွန်တော်ဒီမှာ battery နဲ့ချိန်ဆက်လိုက်မယ်နော်။ကျွန်တော်သုံးတဲ့ဟာဒီမှာဒါက12.6 volt 3S ပါနော်။ချိန်ဆက်လိုက်ပြီ။ချိန်ဆက်လိုက်တဲ့နေ့မှာ30 ampere ဟုတ်ပြီ။30 ampere ဆိုပြီးပြပြီးတော့မှ ဒါတိယ MPR ဆိုတာသူတို့ရဲ့ဒီ solar controller ရဲ့ခံနိုင်တဲ့ MPR ကိုအရင်ဆုံးပြတယ်ပြီးမှဒီမှာဒါ main display ဒီမှာကျတော့ကျွန်တော်တို့ကဒါ solar ချိတ်ဆက်မထားသေးတဲ့အတွက် battery ရဲ့ voltage ကိုဒီလိုလာပြတယ်ဒီဘက်မှာမီးဒီပုံစံမျိုးလေးရှိတယ်ဒါတော့လုတ်ပေါ့နော်ဒါကတော့ဒါဒါလေးနေလိုက်ရင်ဒီဘက်ကဒီလုတ်ဘက်က အထွက်မထွက်ပြီးတော့ဘောနော်ဒါတစ်ချက်နေလိုက်ရင်တော့ဒါဒီဘက်ကနေကျွန်တော်တို့ကလှုပ်သုံးလို့ရမယ်အဲဒီလှုပ်သုံးတဲ့ဟာကျတော့ကျွန်တော်တို့ကဒီမှာဘောနော်ကျွန်တော်တို့ကဒီအောင်လေးကိုတချို့ကအင်ဗာတာတွေနဲ့တွားပြီးတော့ချိတ်ဆက်ထားတယ်အင်ဗာတာတွေနဲ့တွားပြီးတော့ချိတ်ဆက်အသုံးပြုပါနဲ့ပေါ့နော်ချိတ်ဆက်ခြင်းသူ့ကိုကျွန်တော်တို့က DC အဒါလိုက်ကျွေးရမယ်ပေါ့နော်ဒီ electronic device တွေပေါ့အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ကဒါ DC ဆက်နေဖို့ကျွန်တော်တို့ဒီမှာတခါလေးထုတ်သုံးလို့ရမယ်ဥပမာမီးထွန်းတာပါညာလောက်ပေါ့နော်အဲ့လိုချိတ်ဆက်ပြီးတော့ သုံးပြုလို့ရမှာဖြစ်ပါတယ်ဗောနော်သူကျတော့ကျွန်တော်တို့ဒီမှာ on off ကဒီမှာလာပြီးတော့လုပ်ပေးလို့ရတယ်ဗောနော်ဒီကနေဟုတ်ပြီဒီမှာ main display နော်ဒါ main display main display ကိုမှကျွန်တော်တို့ဒါ setting ကိုတစ်ချက်လောက်နေလိုက်ရင်ဒီမှာ controller ရဲ့ temperature ဒီမှာလာပြီးတော့ပြပေးမယ်နော်ဒီ controller ရဲ့ temperature ပူချင်ဘယ်လောက်ရှိလဲလာပြီးတော့ပြမယ်နောက်တစ်ချက်ထပ်နေလိုက်ရင် solar ကနေ battery ကို ampere ဘယ်လောက်နဲ့အသွင်းပေးနေတယ်လဲဆိုတာဒီမှာလာပြီးတော့ကြည့်လို့ရမယ်နော်ကျွန်တော်ဒီမှာကျတော့ဒါ solar နဲ့မချိရသေးတဲ့အတွက်ဒီမှာမပေါ်ဘူးနောက်တစ်ချက်နေလိုက်ရင်ကျွန်တော်တို့ကဒီမှာလုတ်ပါနော် ဒီလားနေကျွန်တော်တို့ကဒါဥပမာဗျာ DC လို့ဆွဲတယ်ဆိုရင်ဘလောက် MPR ဆွဲနေတယ်လဲဆိုတာဒီမှာလာပြီးတော့ပြမယ်နော်တော်ကြကျွန်တော်တို့ဘက်ထရီကနေဆွဲတဲ့ဟာမဟုတ်ဘူးเนาะဒီ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 ကနေကျွန်တော်တို့လှုပ်ဆွဲရင်ပြောတာဟုတ်ပြီနောက်တစ်ချက်နှိပ်လိုက်ရင်အဲတော်ကြတော့ charging board တဲ့เนาะဒီ controller နေပြီးတော့ဘက်ထရီကို charging လုပ်ပေးနေတဲ့ board ကိုဒီမှာလာပြီးတော့ကြည့်လို့ရမှာဖြစ်တယ်ဒီမှာ14.2 volt လို့ပြောတဲ့အတွက်ဒါ acid battery charging လုပ်ပေးနေတဲ့စနစ်ပေါ့เนาะတော်ကြတော့ acid battery setting ကိုရောက်နေတာပေါ့ဟုတ်ပြီ acid battery setting ကိုရောက်နေတယ်ဒီပေါ့14.2ဆိုတဲ့အတွက်ဟုတ်ပြီနော်နောက်တစ်ချက်ထိုင်နေလိုက်ရင်တော့12.6ဒါတွေကတော့ဒါအလုတ်ကိုဒီဘက်ကပေါ့နော်ဒီဘက်ကလုတ်ကိုဒါကျွန်တော်တို့ low voltage တွေတတ်မှတ်တာဒါတွေကကျွန်တော်တို့မတိလဲပြဿနာမရှိဘူးအဲဒီကောင်လည်းတိတ်မလို့ဘူးအာတူလည်းမလို့တူလည်းဒါ24 hours လုံးအသုံးပြုမှလာဘလောက်ဆိုတာဒီမှာလာပြီးတော့ချိန်လို့ရတယ်ဒီကနေလှုပ်ဆွဲမဲ့ဟာပါနော်အဲဒီမှာလာပြီ B01 ဟုတ်ပြီ B01 ဆိုတာကအကြကျွန်တော်တို့ကဒါ ဒီကနေ့ကျွန်တော်တို့က asset လာပါလာကျွန်တော်ချိန်ရမှာနော်ဒီပါစီ B01 ဆိုတဲ့ data asset ဒါကိုပြောင်းချိန်နေဆိုရင်ကျွန်တော်တို့ကြာကြာလေးဖြီးပေးထားလိုက်အဲအဲ့လိုဖြီးလိုက်ရင်တော့ဒီမှာမိတ်တို့မိတ်တို့ဖြစ်လာတယ်အဲ့ကြာမှာကျွန်တော်တို့ကချိန်မယ်3ရောက်သွားပြီနော်ဒီမှာ2 1အားတော့ very အပေါင်းတို့နဲ့ကျွန်တော်တို့ကကစားပြီးတော့ကြိုက်တယ်လို့ချိန်လို့ရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီခုကျွန်တော်အသုံးပြုနေတဲ့ဒူကကြတော့ဘလောက်လဲဆိုရင်အာလီဒီယမ်အိုင်ယွန်ပေါ့နော်လီအိုင်ယွန်3 sp တဲ့အတွက် b02 မှာထားရမယ်အဲ့တော့ကျွန်တော်က ဲဘီဘီဇီရိုတို့ရောက်သွားပြီနော်ဒီမှာဘီဇီရိုတို့ရောက်သွားပြီဇီရိုတို့ရောက်သွားပြီဆိုတော့လည်းသူ့ကိုကြကြလေးခတ်ပြီးဖိထားလိုက်အဲအဲ့လိုညင်သွားပြီဆိုရင်ဒါပြီးသွားပြီဒါဆိုတာကွန်ထရိုလာဒီဘီဇီရို2 setting လီဒီယမ်အာယုံကိုအသွင်းနဲ့ setting ဖြစ်သွားပြီပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကနှိပ်ပြီးတော့ပြန်ပြီးတော့ထွက်လာရုံပဲပေါ့နော်ပြီးပြီဒါပဲဒါဆိုတော့ဒါကျွန်တော်တို့ဆိုလာချိတ်ဆက်လိုက်တယ်နဲ့သူကလီဒီယမ်အာယုံကိုအသွင်းနဲ့ ပါလစ်စတင်း setting ကိုရောက်သွားပြီဖြစ်တယ်ပေါ့နော်အဲ့ဒီလိုကျွန်တော်တို့ကပြောင်းပေးလို့ရတယ်အမ်နောက်ထပ်ရှိတာကကျွန်တော်တို့ဒီပါအဲခဏလေးပါကျွန်တော်အစနေပြန်ကြည့်အောင်နော်ဒီပါဟုတ်ပြီ main display main display နေအဲဒါတွေပြောပြီးသားကြည့်ကြည့်မယ်အဲဒီပါ charging port တွေကိုကြည့်လိုက်ကျွန်တော် B02 ပြောင်းလိုက်တာဖြစ်တဲ့အတွက်12.6ဖြစ်သွားပြီ charging port တွေကနော်ဟုတ်ပြီအဲ့လိုပြောင်းသွားတယ် ဒါ B02 ဒါကုတာတာကျွန်တော်ပြောပြပြီဒါကျတော့ short circuit ဒါ SCS short circuit ကျွန်တော်တို့က short circuit ကို on မှာလာ off မှာလာဆိုတာဒီမှာလာပြီးတော့ပြဒါတရားလက်တာကျွန်တော်တို့မလုပ်လဲပြဿနာမရှိဘူးဒါတော့ပါပဲเนาะကျွန်တော်တို့အဓိကချိန်မှာအားအရာတွေပဲကျန်တာတာကျွန်တော်တို့တော်အဲ့လောက်ထိအဲအရေးမကြီးဘူးပေါ့เนาะ ဟုတ်ပြီအဲဆိုဝတစိတ်ကတခုကောင်းတာကတွက်ကြတော့တပါဆိုလာကနေပြီးတော့မှ charging ဘလောက်သူ controller တွေကိုနော် controller ကနေပြီးတော့ဆိုလာနဲ့ charging ဘလောက်ထုတ်ပေးနေတယ်လေနောက်ပြီးတော့အဲ့ဒါကြီးကြည့်လို့ရမယ်နောက်ပြီးတော့ဒီမှာ load ပေါ့နော်ကျွန်တော်တို့ဒီမှာ load ကိုတုံးခဲလို့ရှင်လည်းပဲဒီကနေကျွန်တော်တို့ data media တွေပါညာပါညာဆက်နေဖို့ပေါ့ DC load ဆွဲခဲ့ရင်လည်းပဲဘလောက် current နဲ့ဆွဲနေတယ်လဲဆိုတော့ဒီမှာလာပြီးတော့ကျွန်တော်တို့ကြည့်လို့ရမယ်ပေါ့နော်ဒီဆိုဝတစိတ်မှာကြတော့ဟုတ်ပြီ အဲ့ setting chain ကြီးကတော့ဒီလောက်ပါပဲပေါ့နော်အဲ့တခြားထူးထူးခြားခြားတော့ဘာမှမရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကဒါ B02 setting ဖြစ်သွားပြီဟဲ့ဆိုတော့ဒါဒီ game iron setting တော့ဖြစ်သွားပြီဒါဆိုဒါ solar ကိုတက်ပြီးတော့ကျွန်တော်တို့ automatic တော့အသွင်းသွားတော့မှာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကနေ့ကျွန်တော်ပြောပြပေးတယ်အကြောင်းအရာလေးကိုအဲနားလည်တော့ပေါ့မယ်လို့ထင်ပါတယ်အဲ့တော့နောက် video လေးမှာတစ်ချက်ကောင်းတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်ပြီးတော့တွေ့ပါပြီပေါ့နော်ဟုတ်ပြီအားလုံးကိုကျေးဇူးတင်ပါတယ်